င်္ဂလာပါကျမတို့ channel ကနေ ပြန်လဲကြိုဆိုပါရယ်ဒီနေ့မှာတော့တမိုင်းလေးကဖြစ်ရမှန်၅ခုကိုပြောပြပေးသွားမှာပါချို့ကဟာတာဆန်လွန်းလို့မယုံနိုင်စရာဖြစ်နေပါလိမ့်မယ်တချို့ကလည်း drama ဆန်လွန်းလို့တင့်ကိုလုံးဝထိတ်လန့်သွားစေမှာပါဒါပေမဲ့လည်းဒီရာတွေအလုံးတကယ်ဖြစ်ခဲ့တာတွေပါဒါဆိုအခုပဲတမိုင်းလေးကထူးခြားစံပြဆုံးအဖြစ်ပြက်၅ခုကိုအတူတူသွားကြည့်ရအောင်နော်နံပါတ်1အလောင်းကိုတရားစီရင်ခြင်းဒီဖြစ်ရက်ကတော့ နိုင်ငံရေးပြိုင်ဆိုင်မှုရဲ့အမြင့်ဆုံးပြရုပ်တစ်ခုဖြစ်ခဲ့တဲ့ထူးဆန်းစွာနဲ့အလောင်းကိုတရားစီရင်တဲ့ကိစ္စပါ။ပိုးရဆုနှစ်ကရောမမြို့မှာပေါ့ပုပ်ယဟန်မင်းကြီးစတီဗင်ဆစ်ဟာသူ့ရဲ့ရန်သူတော်ပုပ်ယဟန်မင်းကြီးဖော်မိုဆက်ကွဲလွန်သွားတဲ့အထိမကျေနပ်နိုင်တဲ့ပြိုင်ဆိုင်မှုတွေအတမာနတွေဟာကြန့်ရှိနေခဲ့ပါတယ်။ဒါကြောင့်သူဟာအများကမထင်မှတ်ထားတဲ့သမိုင်းမှမရှိခဲ့တဲ့လုပ်ရက်တစ်ခုကိုယူမိုက်စွာနဲ့လုပ်လိုက်ပါတော့တယ်။သူလုပ်လိုက်တာကဖော်မိုဆက်ကွဲလွန်သွားတာ9လလောက်ကြာတဲ့အခါမှာတော့ သူရဲ့ပုံရိပ်နေတဲ့အလောင်းကိုတင်ချိုင်းကနေတူးဖော်စီပြီးတရားစီရင်ချက်ချခဲ့တာပါ။ရုပ်အလောင်းကိုအသက်ရှင်စဉ်ကအတိုင်းပုံရဟန်းမင်းကြီးအဝတ်စားတွေကိုဝတ်ဆင်ပေးခိုင်းခဲ့ပါတယ်။ပြီးတော့တရားခန်းထိုင်ခုံပေါ်မှာမမတ်ထိုင်နိုင်အောင်ကြိုးတွေနဲ့ချီနှောင်ထားခဲ့ပါတယ်။ပရိသတ်ကြီးပဲမြင်အောင်ကြည့်လိုက်ပါ။ထမ်းမကျဲကြီးထဲမှာအနံ့ထွက်နေတဲ့အလောင်းတလောင်းကတရားခန်းနေရာမှာထိုင်နေပြီးဘေးမှာတော့အလောင်းကိုစားစကားပြန်ပေးဖို့အတွက်ကြောက်လန့်နေတဲ့ဖုန်ကြီးငယ်တစ်ပါးကိုမတည့်ရခိုင်းထားတဲ့ညင်ကွင်းကိုပါ ဒီနောက်မှာတော့ပုံယဟန်မင်းကြီးစတီဗင်စစ်ဟာအလောင်းကိုဆွဲချက်တင်ပြီးတယောက်ထဲဒေါသတကြီးအော်ဟစ်ပြောဆိုနေခဲ့ပါတော့တယ်။ပြောဆိုအော်ဟစ်နေခဲ့ပြီးနောက်မှာတော့ပြစ်ရှိတယ်လို့စီရင်ချက်ချလိုက်ပြီးကောင်းချီးပေးဖို့အတုံးပြုခဲ့တဲ့ဟော်မိုဆက်ရဲ့ညာဘက်လက်ချောင်းသုံးချောင်းကိုဖျက်ပစ်ဖို့အမိန့်ချလိုက်ပါတော့တယ်။ပြီးတော့အလောင်းကိုမြစ်ထဲပြစ်ချဖို့စီခိုင်းခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာအာနာပြိုင်ဆိုင်မှုတွေရဲ့နောက်ွယ်ကထိတ်လန့်စရာယူသွမှုတွေရဲ့တက်တေတစ်ခုဖြစ်ခဲ့ပါတယ်။တေသွားတာတော့အလို့မပေးဘူးလေနော်။ နံပါတ်1ဘော့စတန်တင်လဲရေဆူနာမီနောက်တစ်ခုကတော့မယုံနိုင်စရာဘော့စတန်မြို့ကတင်လဲရေဆူနာမီဖြစ်စင်ပါတင်လဲရေဆိုတာကိုမသိသေးတဲ့သူတွေအတွက်နားလည်အောင်ပြောရရင်တခြားဆက်တွေမှာတခြားထုတ်ပြီးတဲ့အခါကြံခဲ့တဲ့ညဉ့်ညစ်အယောင်ကြံစကားရေးတွေဖြစ်ပါတယ်ဖြစ်စင်က1919ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာပေါ့ဘော့စတန်မြို့မှာရှိတဲ့တင်လဲရေတွေလှောင်ထားတဲ့လှောင်ကန်ကြီးရုတ်တရက်ပောက်ပွဲထွက်သွားခဲ့တာပါ ဒီလောင်ကန်ကြီးကဘလောက်ကြီးတလဲဆိုရင်အမြင့်ပေ90လောက်ထိကိုရှိတာပါဒီလိုကြီးမားတဲ့လောင်ကန်ကြီးပောက်ကွဲထွက်သွားတဲ့အခါမှာတော့တင်လဲကြီးဂါလန်နှစ်တသမ3တန်းဟာ25ပေမြင့်တဲ့လှိုင်းလုံးကြီးအဖြစ်ပြောင်းလဲသွားပြီးတော့တနာယီကို35မိုင်နှုန်းနဲ့ဘော့စတုန်မြို့ရဲကိုစီးဆင်းလာပါတော့တယ်မယုံနိုင်စရာကောင်းတော့အောင်ဒီလိုစားစရာပစ္စည်းတစ်ခုကအဆောက်အအုံတွေကိုဖြိုချပစ်ခဲ့ပြီးတော့ရထားလမ်းကိုတောင်ချော်ထွက်သွားစေခဲ့ပါတယ် ကယ်ဆယ်ရေးသမားတွေရောက်လာတဲ့အခါမှာမြင်ရတဲ့မြင်ကွင်းကတကယ်ကိုကြေကွဲစရာကောင်းပါတယ်။သူတို့ရောက်သွားတဲ့အခါမြင်းတွေလူတွေကပြစ်ချွဲနေတဲ့တင်လဲရေတွေထဲမှာပိုးကောင်တွေလိုနှိမ့်ညွတ်နေကြပါပြီ။ဒီဖြစ်ပျက်မှာစုစုပေါင်းလူ22ဦးသေဆုံးပြီးတော့150ဒဏ်ရာရခဲ့ပါတယ်။ခေပြင်းမြတ်လာတဲ့အေးရန်ကြောင့်တင်လဲရီတွေပူပြီးပြစ်ခဲလာခဲ့တဲ့အတွက်ကဲဆယ်ဖို့ပူပြီးခက်ခဲစေခဲ့ပါတယ်။ဒီလိုကြေကွဲဖွယ်ဖြစ်ရဲ့ကြီးရဲ့နောက်ပိုင်းမှာပျော်စောက်မှတ်ပြုရလောက်တဲ့အထီးဖြစ်ခဲ့တာကတော့ ဘော့စတုန်မြို့သားတွေဟာဆယ်စုနှစ်ပေါင်းများစွာအတိုင်းယာဒီငရုပူပြင်းတဲ့နေ့တွေမှာဆိုရင်ဒီတင်လဲရေရဲ့အနံ့ကိုပြန်ရခဲ့တယ်လို့ဆိုခဲ့ကြပါဗယ်။နံပါတ်3ဝက်စစ်ပွဲဒီတခါတမိုင်းနေကဝက်တကောင်ကြောင့်နိုင်ငံကြီးနှစ်နိုင်ငံဆစ်ဖြစ်တော်မလို့ဖြစ်ခဲ့တဲ့ဝက်စစ်ပွဲအကြောင်းပြောပြမှာပါ။ဒီဇလန်းကတော့အတော်လေးလဲဟာသဆန်တယ်လို့ယူနန်းတယ်လို့လဲဆိုနိုင်ပါတယ်။1859ခုနှစ်မှာပေါ့ အမေရိကန်နဲ့ပြည်ထိုင်ကြားကနယ်နိမိတ်အငင်းပွားနေတဲ့ဆန်ကျွန်းကျုံးပေါ်မှာဝက်တကောင်ဟာတေဆုံးသွားခဲ့ပါတယ်။ဒီဝက်ရဲ့တေဆုံးမှုကပဲဒီပြဿနာကြီးရဲ့အစဖြစ်လာခဲ့တာပါ။ဖြစ်စဉ်ကတော့အမေရိကန်တောင်သူတယောက်ရဲ့ဥယျာဉ်ထဲကိုဗြိတိရှ်လူမျိုးပိုင်ဝက်တကောင်ဟာခဏခဏလာပြီးကစွန်းဥတွေတူးဆနေပါတယ်။ဒါကိုပိုင်ရှင်ကစိတ်ပျက်ပြီးဝက်ကိုတနက်နဲ့ပြစ်တက်လိုက်ပါတော့တယ်။ဒီအခါဝက်ပိုင်ရှင်ကလည်းအမေရိကန်တောင်သူစီကနေဝက်ဖိုးရော်ကြီးဒေါ်လာ100ပေးရမယ်လို့တောင်းတဲ့အခါမှာတော့ နှစ်ဖက်စကားများကြပါတယ်။ဗြိတိရှားစစ်တပ်ကလည်းသူတို့လူဘက်ကနေပြီးအမေရိကန်တောင်သူကိုခန်းမယ်လို့ချင်းချောက်လာပါတယ်။ဒီဘက်ကလည်းအမေရိကန်တောင်သူတွေစုပြီးအမေရိကန်စစ်တပ်ကိုအကူအညီတောင်းလိုက်တဲ့အခါမှာဗိုလ်မှူးကြီး George Pickett ဟာအမေရိကန်တပ်သား900ကိုကျုံးပေါ်ပို့လိုက်ပါတော့တယ်။ဒီတိမ်ဘက်ကလည်းစစ်သင်္ဘော5စီးနဲ့စစ်သား2000ကိုလွှတ်ပြီးရင်ဆိုင်စေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲဗြိတိရှရေတက်ပိုချုပ်ကြီးကဝတ်တကောင်ကိစ္စနဲ့နိုင်ငံကြီးနှစ်ခုစစ်ပွဲဖြစ်ရတာရေစရာကောင်းလို့နေလို့ပြောဆိုပြီးတော့စစ်မတိုက်ဖို့အမိန်ပေးလိုက်ပါတယ်။ဒီဖြစ်ပျက်ဟာဝတ်တကောင်ကြောင့်နိုင်ငံကြီးနှစ်နိုင်ငံစစ်ဖြစ်မလို့ဖြစ်ခဲ့ရတဲ့တမိုင်းလေးကအထူးဆန်းဆုံးဖြစ်ရပါပဲရှင်။နံပါတ်၄လန်ဒန်မြို့ကအနန့်ဆိုးကြီးကဘာပေါ်ကအတိုးတက်ဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်တဲ့လန်ဒန်မြို့ကြီးမှာချိန်ကတမိုင်းဝင်အနန့်အသက်ဆိုးဝါးလုံးနဲ့အဖြစ်ပျက်ကြီးတစ်ခုဖြစ်ခဲ့မှုပါတယ်။ ဗီတိုးရီးယားခေတ်1985မှာလန်ဒန်ရဲ့လူဦးရေများပြားလာမှုနဲ့အတူမျိုးရဲ့ရေစိုးမြောင်းစနစ်ကလည်းအိုဟောင်းနေပြီးတော့မျိုးရဲကဆုံးပြေရေစိုးတွေနဲ့အရာရာတိုင်းကိုတိမ့်ညစ်သေးကိုဓာတ်ရိုက်ဆုံးပြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့အညစ်အကြေးတွေအမိုက်တွေဟာတပြေးပြေးစုပုံလာခဲ့ပြီးပူပြင်းခြောက်တွေးတဲ့နွေရာသီတွေမှာတိမ့်ညစ်ဟာဓာတီဥတုရဲ့အပူချိန်ကြောင့်ပိုးပွားဆွေးမြေးတဲ့အနံ့အသက်ဆိုးကြီးတွေကိုထွက်ပေါ်လာစေပါတော့တယ်။ နောက်ဆုံးမှာတော့ဒီလိုမတိစရာကောင်းတဲ့အနန်းဆိုးကြီးဟာပုံမိုဆိုးရွားလာခဲ့ပြီးတော့မြို့တော်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တွေအလုံးလုံးနေတဲ့ပါလီမန်အဆောက်အဦရဲအထီကိုရောက်လာပါတော့တယ်။ပါလီမန်အဆောက်အဦဟာညကန်းပေးမှာရှိတဲ့အတွက်ကြောင့်အစည်းအဝေးခန်းမကိုရွှေ့ဖို့အထီစဉ်းစားခဲ့ရပါတယ်။နိုင်ငံတွေကိုကလိုရင်းပါတဲ့အဝတ်တွေနဲ့ချိတ်ဆွဲပြီးတော့အနန်းဆိုးကိုကာကွယ်ဖို့စူးစမ်းခဲ့ကြပေမဲ့အစင်တော့မပြေခဲ့ပါဘူး။ ါကြောင့်မဲသူတို့ဟာဒီအနှံ့ဆိုးကြီးကိုပျောက်သွားအောင်လုပ်ဖို့အတွက်မြင်ပရေမူကျန်းတစ်ခုကိုအတီးပြုတ်ပေးခဲ့ကြပါတော့တယ်။မြို့သူမြို့သားတွေပြောဆောင်မှတ်ပြုရတဲ့ဟာတာကဒီနေရာမှာစခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးသမားတွေကတာမန်လူတွေယောဂာနဲ့တေဆုံးနေတာကိုဥပိ္ပခါပြုပြီးနေခဲ့ပေမဲ့သူတို့ကိုယ်တိုင်လူမဆင်နှံ့ကိုမခံနိုင်တော့တဲ့အခါမှာတော့တဲ့တပြက်မြန်နှုံးနဲ့အလုံးလုံးတော့တာပါပဲ။ဆက်ရှိရဲ့အတွင်းမှာပဲမြို့ပြရေဆိုးမြောင်းစနစ်အတိတ်တစ်ခုတိစောက်ဖို့ဥပဒေမူကြမ်းကိုအတည်ပြုပေးခဲ့ကြပါဗျ။ ဒါဟာအနန်စိုးကြီးတစ်ခုကလန်ဒန်မြို့ကြီးကိုစနစ်တကျနဲ့တန်ရှင်းတဲ့မြို့တော်တစ်ခုဖြစ်အောင်တွန်းအားပေးနိုင်ခဲ့တဲ့ရေစရာကောင်းတဲ့ဇလန်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။နံပါတ်5လန်ဒန်ဘီယာရေကြီးမှုနောက်ဆုံးပြောပြပေးမယ့်ဖြစ်ရပ်မှန်ကတော့သမိုင်းတွေကထူးခြားပြီးကြေကွဲစရာဖြစ်ရပ်တစ်ခုပါ။ဒါကတော့လန်ဒန်ဘီယာရေကြီးမှုပါ။1814ခုနှစ်ကလန်ဒန်မြို့မှာ Horse Shoe Brewery က22ပေမြင့်တဲ့ Porter Beer စီကြီးရုတ်တရက်ပေါက်ကွဲသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ DC ကြီးထဲမှာတူလောင်ထားတဲ့ VR ဂါလန်3သိန်း2000ကျော်ဟာပောက်ကွဲအားနဲ့အတူလမ်းမတွေပေါ်စီးဆင်းလာပါတော့တယ်။သတင်းထောက်တွေရဲ့ပြန်လည်ပြောကြားချက်အရတော့အဲ့ဒီ VR လှိုင်းလုံးကြီးဟာဆက်နားပေလောက်မြင့်ပြီးတော့တနာယီ35မိုင်နှုန်းနဲ့စီးဆင်းလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလှိုင်းလုံးကြီးဟာအနီးနားကဆင်းရဲသားရက်ွက်แท้ကိုဝင်ရောက်လာပြီးတော့အိမ်နှလုံးကိုဖြိုချပစ်ခဲ့ပါတယ်။ကြေကွဲစရာအဖြစ်ပြက်ကတော့ အိမ်တလုံးရဲ့မြောက်ခန်းမှာတန်နှစ်နှစ်အရွယ်ကလေးငယ်လေးတဦးအတွက်ဇာပနပွဲလုပ်နေတဲ့မိသားစု၅ဦးလုံးဟာနေရာလှိုင်းကြီးအောက်မှာနှိမ့်ုပ်ပြီးတည်ဆုံးခဲ့ရပါတော့တယ်။အဲဒီဖြစ်စဉ်မှာစုစုပေါင်းလူ၈ဦးတည်ဆုံးခဲ့ပါတယ်။နေရာဆက်ယုံကိုတရားစွဲတဲ့အခါမှာတော့တရားရုံးကဒီကိစ္စကိုဖျားသခင်ရဲ့လောက်ရ Act of God လို့ဆုံးဖြတ်ပြီးရော်ကြီးပေးစရာမလိုဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေ့တော့ပြိတ္တကြီးအနေနဲ့ဘီယာလှိုင်းလုံးကြီးတရားစွဲခံရတဲ့အလောင်း ဝတ်တကောင်ကြောင့်စစ်ဖြစ်မလို့ဖြစ်ခဲ့တဲ့အဖြစ်ပြက်နဲ့အနန်းဆိုးကြောင့်မျိုးပြစနစ်ပြောင်းခဲ့ရတဲ့ထူဆန်းပြီးအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းတွေကဇလန်းတွေအကြောင်းကိုလေ့လာခဲ့ရတာပါဒီအကြောင်းအရာတွေဟာသမိုင်းကကျမတို့စိတ်ကူးထားတာထက်ပိုပြီးထူဆန်းမှုတွေရေစရာနဲ့ကြေကွဲပွဲကောင်းတဲ့ဇလန်းတွေကိုတင်စီထားတယ်ဆိုတာကိုမြင်သာစေပါတယ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနေနေဆိုရင်ကျမတို့ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ နောက်လာမယ့်ဗီဒီယိုမှာဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ပေးပါဦးရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်ရှင်။